ချစ်လူစတာနားတယ်အပိုင်းလေသူလင်းထိုက်တို့စီရောက်ရှိတဲ့အချိန်မှာ လင်းထိုက်တို့ဘွဲကကောက်နေပြီဒီတခါငါလက်လင်းထိုက်ရဲ့အသံခေါင်းအလုံးကစုကပ်နေသည်ဈေးမောင်လေးစိတ်ဝင်တစားနဲ့အနာကပ်သွားသည်ဒုတ်ချောင်းလေးချောင်းရှိတယ်အဲ့ဒီဒုတ်ချောင်းလေးချောင်းကိုတစ်ချက်ရွှေ့တာနဲ့လေးတောင်ပုံညင်းညင်းညာညာဖြစ်သွားရမယ်ကဲဒုတ်ချောင်းစီထားပုံကဒီလိုမျိုး လင်းထိုက်ကအောက်ပါအတိုင်းဒုတ်ချောင်းစီပြသည်အေးအဲ့ဒီဒုတ်ချောင်းလေးချောင်းကိုကြိုက်တဲ့ဒုတ်ချောင်းကင်ပြီးတစ်ချက်ပဲရွေ့လေးချောင်းပုံညီညီညာညာဖြစ်သွားရင်မင်းတို့နိုင်ပြီအားလုံးရဲ့အာယုံကဒုတ်ချောင်းပေါ်စုပြုံနေသည်ဝေဖြိုးကဒုတ်ချောင်းတစ်ချောင်းကိုကင်ပြီးရွှေ့ကြည့်သည်လေးချောင်းပုံမဖြစ်လေးထောင်ပုံရွဲ့ရွဲ့ကြီးသာဖြစ်လာသည်ဒါလည်းမဟုတ်သေးဘူးနဲ့တူတယ်ဘယ်ဟုတ်မှလဲကွာ လေးထောင်ပုံတညီတညာတဲ့ဇူမတော့မင်းဟာကရွယ်ရွယ်ကြီးဒုတ်ကူမူလနေရာပြန်ထားသည်လေးထောင်ပုံတညီတညာတဲ့နော်ညီညီနိုင်ကမေးသည်မှန်ပါလေးထောင်ပုံမှလေးထောင်ကွက်တိလင်းထိုက်ဖြစ်သည် အားလုံးကဟိုရွှေဒီရွှေလောက်ကြသည်လေးထောင်ပုံကဘယ်လိုမှမဖြစ်အတန်းကြာမှဇော်ကြီးကဒုတ်ကတစ်ချက်ပဲရွှေရမှာနော်ဒါပေါ့ လေးတောင်အတိဖြစ်ရမှာနော်အမှန်ပေါ့ကဲဒါဆိုရွှေ့ငါအရှုံးပေးတယ်ညံများမေတော့မကြက်နဲ့ဇော်ကြီးရဲ့စကားလင်းထိုက်ကညီနိုင်တို့ဘက်ပါလှည့်၍ကဲမင်းတို့ကရောငါတို့လည်းပန်းပြီတယ်ကွာမဟုတ်လူကတော့တွေ့ပြီအားလုံးအရှုံးပေးမှလင်းထိုက်ကအေးမင်းတို့ကိုမလိန်စားပါဘူးကွာဟောဒီမှာကြည့် ဟောဒီဒုတ်ကလေးတစ်ချက်ရွှေ့လိုက်တာနဲ့လေးတောင်ပုံ ဖြစ်ပြီဟုဆိုကဒုတ်ကလေးကိုဤသို့ရွှေ့ပြလိုက်သည်ဟာဘယ်မှလဲမင်းလေးတောင်ပုံကအလေမာလီကွာဟေးတေးသေးလီမင်းတို့ကငါကတေးသေးကြီးကြီးလောင်းတာမှမဟုတ်တာလေးတောင်ပုံဖြစ်မဖြစ် လောင်းတာလေလေးတောင်ပုံ ဖြစ်တဲ့အတွက်ငါနိုင်ပြီကဲဘာညင်းကျင်သေးလဲအားလုံးဘာမှမပြောနိုင်တော့အေး တေတီလီနဲ့ခံရတယ်ကွာလင်းထိုက်ကအရှိမဗက်ဆက်များကို ကောက်သိမ့်ပြီးကဲလက်ဖက်ရည်ဖို့ပြီးတဲ့အတွက်ကျေးဇူးပါပဲကွာနောက်နေ့မှလည်းမင်းတို့ငါ့ကိုဘယ်လိုလှူရင်ကောင်းမယ်ဆိုတာစဉ်းစားထားကြပေါ့ထို့သူစုကဇီမောင်ပကုံးကိုလန့်ဖက်၍ထွက်ခဲတော့သည်ရာသီဥတုကသာသာရာရာပင်ခြေလမ်းများကတိတ်မမြန်တိတ်မနေလွန်းပေမဲ့ရွက်ချောက်ကလေးများကလီဟက်၍ကပ်ပါလာသည် မင်းကတော်တော်များများကိုတက်နေတယ်လို့ပဲလင်းထိုက်ဇီမောက်စကားကိုလင်းထိုက်ကရဲသည်ဒီလောက်လည်းမဟုတ်ပါဘူးကွာသူတို့ထက်တစ်ခုနှစ်ခုဗိုလ်သိုံမှာဒါနဲ့ဘဲပေါတို့နဲ့တွေ့ရတာအဆင်ပြေရဲ့လားဇီမောင်ကလိုက်ရေကဘဲနဲ့အဆင်ပြေရမှာလေကွာမိမိငါကျုံးမှာပိုစတာပုံကြီးကပ်ပေးခဲ့ပြီးတော့လူများဝိုင်းရေကြတာကွာငါမှရှက်လိုက်တာလင်းထိုက်ကမျက်မှောင်ကျုံသွားကပိုစတာပုံ အေးလီကွာနန်းနာလိုက်တရောထူနေတဲ့ပုံကြီးဟာငါမကက်ပါဘူးကွာမင်းကလည်းမနောက်ပါနဲ့ကွာတကယ်ပြောတာကွာငါမကက်ဘူးဈေးမောင်ကြောင်သွားသည်နောက်မှလင်းထိုက်လက်မောင်းကိုလက်သီးနဲ့ခပ်ဖော့ဖော့ထိုးရင်းမင်းကတော့တကယ်ကောင်းပါကွာလင်းထိုက်ကဈေးမောင်းကိုပြန်ကြည့်သည်တကယ်ပြောတာကွာငါမကက်ဘူးသေးကြတယ်လင်းထိုက်အသေးချာပြောနေသည့်အတွက် စေမောင်တွေ့ဝေသွားသည်ဒါဒါစလင်းထိုက်ကအသက်ပြင်းချကမင်းကိုဘဲပေါက်ပညာနဲ့ကြီးစေလိုက်ပြီးထင်နေဟေးစေမောင်ရဲ့ခြေလမ်းများလန့်ဖြက်ကရက်တန်သွားသည်နာသူဘာသာသူရေရွတ်တယ်လို့နဲ့ပညာနဲ့ကြီးစေတာဟုတ်ပါမလားကွာလင်းထိုက်ကဇီမောင်ရဲ့ပကုံးကိုဖက်ကမဆိုးရိမ်မာနဲ့ကွာသူကချစ်လူစတာဖြစ်မှာပါ ဘာမှမဖြစ်ပါဘူးချက်လို့စတာအေးလီဘာဖြစ်လို့လဲဇီမောင်ရဲ့ခြေလမ်းများရက်တန့်သွားပြန်သည်ဒါကြောင့်ထင်နေလင်းထိုင်မျက်မှောင်ကျုံကဘာလဲအေးငါသူ့ကိုချစ်မိနေပြီထင်နေအေးဇီမောင်စကားကြတော့လင်းထိုင်ရဲ့လက်ဖျားများအေးဆက်သွားသလိုထင်ရသည်ပြီးနာပြူးကြောင်သောမျက်လုံးများနဲ့ဇီမောင်ကိုတန်းတော်ကြည့်သည် ဇီမောင်က လင်းထိုက်ကိုပြန်ကြည့်ကမင်းကဘာဖြစ်သွားတာလဲကွလင်းထိုက်ကပြန်အဖြေမပေးသေးပဲဇီမောင်ကသာအံ့ဩဟန်နဲ့စိုက်ကြည့်နေသည်ဟဲ့ကဘာဖြစ်နေရလဲဒိုရောမလင်းထိုက်ကသဘောကျဟန်ရဲရင်နဲ့အေးငါကမင်းကိုအံ့အားသင့်အောင်လှုပ်လိုက်တာပါကွာဘဲနဲ့လေပြည်ပြင်းနေမဟုတ်လားဩမင်းကတော့ကွာဇီမောင်ကအတန်ထွက်ရေယူရင်းနဲ့လိုက်ရသည် လင်းထိုက်ကဆက်၍အေးငါတရုပ်ဆောင်မှုပြီးပြင်မပြီးပြင်စန့်ကြည့်တာပါကွာဘာလဲမင်းကမင်းသားလောက်တော့မလို့လားအေးလက်ရှိမင်းသားတွေ ထမင်းငတ်ကုန်ပါမေကွာနှစ်ယောက်သာကြည်နူးစွာရေတံများ ပြန့်နှံ့လျက်တချို့ကလေ နာမချစ်တတ်တဲ့တချို့ကလေနိုင်ငံတကာမှာတုံ့လောက်ချောက်ချသွားရလောက်အောင်အမှုတစ်ခုဖြစ်ခဲ့တယ် ရက်ဆက်သောဓမြများကအိမ်တအိမ်နဲ့ဝင်ပြီးအင်းရှင်အမျိုးသမီးကိုမတေယုံတမေရိုက်နှက်ပြီးပစ္စည်းတွေအလုံးယူသွားတဲ့အနှိမ့်ဆက်ခံရတဲ့အမျိုးသမီးမှာစေယုံမှာအချိန်တော်ကြာကုသယူခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီဓမြများကိုအစိုးရကဖမ်းမိတဲ့အခါအဲ့ဒီအမျိုးသမီးဟာအဲ့ဒီလူတွေကိုထောင်ဝင်းစားလာတွေ့ပြီးစားစရာများကအစပို့ပေးတဲ့ဒီလောက်နှိမ့်ဆက်တဲ့လူတွေကို ဒီလူအစားတော့ကအစလူလူချင်းချင်းလာပုနေတာတွေ့လို့လူတွေကမေးကြည့်တဲ့အခါနာကျင်မှုကသူ့အတွက်ကြည်နက်နှစ်သိမ့်မှုကိုဖြစ်စေတဲ့နိုင်ငံတကာမှာကနာကျင်မှုနဲ့ပတ်သက်ပြီးစိတ်ရောဂါတမျိုးဖြစ်ကြောင်းအကျယ်တဝင့်စစ်ဆေးတွေးရှိပြီးတကဘာလုံးတုံ့လှုပ်ချောက်ချားခဲ့ရလီတော့တယ်ဒီလိုပါပဲတချို့ကနာကျင်မှုကိုယွံမုံကောင်းယွံမုံကြလိမ့်မယ်ဒုဒ္ဓ အချင်းနဲ့ပတ်သက်တဲ့နာကျင်မှုကပြီးပြည့်စုံတဲ့ခံစားမှုတစ်ခုဖြစ်၍နာကျင်မှုမရှိသောအချက်သည်စားမပါသော ဟင်းတစ်မျိုးသာဖြစ်ပေလိမ့်မည်။လျောင်ဆန်း၍လမ်းနေသည်အိမ်မပြောသေးသူနှစ်ယောက်ကဂစ်တာကြိုးကိုညှိရင်လျောင်ချုံ၍လုံနေကြသည်။တယောက်ကအုတ်ခုံပေါ်လှဲ့ချပြီးဒါနေတဲ့လာမင်းကိုသူပိုင်ပကြီကားတဲ့ဖွဲတစိမ့်စိမ့်ကြည့်၍အယတာခံနေသည် နဝိနာကဂီတာကျိုးညှိတန်ကတဖွဲဖွဲတချင်းတပုတ်အစပြုရန်ပြင်စင်နေဟန်တို့သည်ငါသူကိုချစ်မိသွားပြီလင်းထိုင်ဂီတာတန်ရုတ်တရက်ဒိတ်ဆိတ်သွားသည်ဒိတ်များကလေးပြီအာကုနှင့်လမင်းကိုဖုံးကွယ်ရန်အာပြုနေသည်ငါစိတ်ထဲမှာဘလူဖြစ်တယ်တော့မပြောတတ်ပါဘူးကွာအမြဲတမ်းသူ့ရိပ်ပဲပေါ်နေတယ်အဒံများရုတ်တရက်ဒိတ်ဆိတ်သွားပြန်သည် ဖုံးကွေရန်ကြံစီနေသောတိတ်များကလမင်းချီရင်ဝစ်စင်းလွန်မြောက်ကုန်ပြီငါဘာလှုပ်တဲ့လေလင်းထိုင်ကြိုက်ရင်ဖွင့်ပြောပေါ်ကမင်းကလေအဖြေစကားနဲ့အတူဂိတတံများပြန်ပေါ်လာသည်ဂိတကျူးခတ်တံတဖြည်းဖြည်းကညကင်းကိုအေးစေသည်ငါငါဖွင့်မပြောရဲဘူးဖြစ်နေတယ်အေးမင်္ဂလာဆောင်ရင်တော့ခါလိုက်တွန်းပေးရမယ်နဲ့အတူတယ်အိမ်အောက်ဝက်မွေးကွာ အဲ့ဒါယောက်ျားအပီးတယ်ဟာဘာဆိုင်လို့လေဩညညကြဝက်ကတဥ့နဲ့ထော်လို့လေဈေးမောင်ကအသံထွက်အောင်ရေးသည် တခြင်းတစ်ပုတ်အစပြုရန်ဂစ်တာကော့တစ်ခုကိုချလိုက်တန်ကြားရသည်အဲ့ဒါငါဘယ်လိုလုပ်ရမလဲတခြင်းမစပြစ်ပဲဂစ်တာတန်ရက်သွားပြန်သည် မင်းကြိုက်တာမင်းဖွင့်မပြောလို့ဘသူကဖွင့်ပြောရမှာလေကွာတကယ်ရေမှာပဲ ဟုတ်လီကွာမင်းများကူညီနိုင်မလားလို့လင်းထိုက်ကဇီမောင်ကိုမျက်စောင်းထိုကြည့်သည်ဇီမောင်ကအမျက်နှာချိုသွေး၍ငါပြောတာကမင်းနဲ့ဘေးပေါက်ကပူရင်းနေရဲ့လေအဲ့ဒါဇီမောင်စကားကိုလင်းထိုက်ကလက်တား၍ကဲတော်ပါပြီကွာမပြောရဲရင်လေစလိုက်ပြီပေါ့ကွာမင်းကလေစပြီဘူးအေးလီဘေးပေါက်ကအစာဖက်ဝါဒနာပါလေကွာငါ ငါမရည်သားစာမရည်တတ်တာလင်းထိုက်ကစိတ်မသက်မသာဟန်နဲ့သက်ပြင်းကိုချကကဲဒီလိုလို့မင်းအတွက်စာကူငါပဲရည်ပီးလိုက်တော့မင်းဟေးဒါဆိုမင်းလည်းရည်သူသိနေမှာပေါ့ဟာဒါတော့မင်းပြန်ကူရည်ပေါ့ကွာမင်းကလေဒီလောက်လေးတော့အားဆိုင်လေးကွာမဟုတ်ဘူးလားလင်းထိုက်စကားကြောင့်ဈေးမောင်ကရေကြဲကြဲဖြစ်သွားသည်ပြီးမှအေးကွာ ကောင်းတော့ကောင်းသားပဲဟိုးမင်းရေးပြီးတဲ့ဇာက မနဲ့ရမဲကွာလင်းထိုက်ကအတူတူတုတ်တုတ်ပြောပြီးတချင်းတစ်ပုတ်ကိုစူရန်ပြင်းသည်ဒါကိုစီမောင်ကဟဲ့ကဂစ်တာတီးတာတဲ့စာရင်ဘဲပေါက်တို့အဆောင်ရှိ သွားတီးရအောင်လားလင်းထိုက်ကမျက်မှောင်ကျုံကဇီမောင်ကိုပြန်ကြည့်သည် မင်းကတမျိုးပြီးတမျိုးပါလားဇီမောင်က ရေကြဲကြဲနဲ့မဟုတ်ပါဘူးကွာ မိန်းကလေးအဆောင်ရှိဆိုတော့ဟုန်ငေးတီငေးနဲ့ပြောစရာပိုကောင်းတာပေါ့ကွအေးနောက်ပြီးတော့သူစကားမဆုံးခင်လင်းထိုက်ကထိုင်ရမထရက်ကကဲဒါဆိုလဲသွားကြရအောင်ကွာကြားတယ်ညကင်းကအေးနေစေ သူတို့ဘဲပေါက်တို့အဆောင်ရှိရောက်တော့ကြားလိုက်ရတော့အတန်ကအရှင်ဖျားမြက်စွာဖျားထံဖျားတပည့်တော်သည်ဂျာနွေလက်စေပြစွမှုဥညွရင် ဒီလူသားဘဝမှာမငြိမ်ချမ်းစူးခင်းတော့လံညများလမိုက်မှာမွေးလူထားရော့သလားအစိုးရစူးပန်ရဲ့တချင်းကိုအစိုးရစူးပန်အတန်နဲ့တထက်သေးတူအောင် ဟဲ့နေတော့မြမကိုမြမကိုမြင်တော့ဈေးမောင်ကတွန့်တော့သည်ဟဲ့ကောင်လင်းထက်ဖြစ်ပါမလားကိုမြမောင်တို့ရောက်နေတယ်ပြက်တနာမတက်အောင်လှဲ့ပြန်မနဲ့တူတယ်လင်းထိုက်ကပြုံးလိုက်ပြီမင်းကလေကွာ ဘာရီသွေးပြင်နေရလဲမင်းစိတ်ထဲမှာပျော်ရမယ်လို့သာတွေးထားလာငါနောက်ကိုလိုက်ခဲ့ဟုဆိုကဂေတာထမ်း၍အရှိမယင်ကော့ကထွက်သွားလေသည်ဇီမောင်ကမဝင်မရေချီလည်းနေဟာကိုမြမောင်တို့အုပ်စုတောင်းလာကြီးလားအာဘီလာဗျူဗချင်းတစ်ဖုတ်ပြီး၍နောက်တစ်ဖုတ်အစပြုရန်ပြင်နေသောကိုမြမောင်တို့လင်းထိုက်ကိုမြင်တော့မျက်နာပြည့်သွားကြသည်နောက်မှကိုမြမောင်က ဟဲ့ကမင်းကလေးရဲ့ဆောင်ရှိငါပြက်တနာမဖြစ်ချင်ဘူးနော်မင်းတခြားနေရာသွားရင်ကောင်းမယ်ငါလည်းမအားသေးဘူးကိုမြမောင်စကားကိုလင်းထိုက်ကခြေလန့်ပင်မပြောင်းမယ်ကိုမြမောင်နာဝင်းထိုင်က ကိုမြမောင်ကလည်းပြစိတ်ကြီးပဲဟိုမှကြည့်စမ်းတချင်းသာအော်စုနေရတာဘယ်မင်းကလေးမှလည်းထွက်ပြီးအားမပေးဘူးအမှန်စုဒီလိုမဖြစ်သင့်ဘူးဗျကိုမြမောင်မျက်မှောင်ကျုံသွားသည် ဒါဆိုငါကဘယ်လိုလုပ်ရမှာလဲဘယ်လိုလုပ်ရမလဲဆိုတော့ဘသူအတွက်ရည်ရွယ်တယ်ဆိုတဲ့ခေါင်းစဉ်ရှိရမယ်ပြီးရင်အခုနောက်ကတော့ကလူရှင်းနေနေကြတဲ့တခြင်းမဟုတ်တဲ့တခြင်းဖြစ်ရမယ်ကိုမြမောင်စိတ်ဝင်စားသွားသည်ဘယ်လိုတခြင်းမျိုးလဲလင်းထိုက်ကဘာမှပြန်မဖြေသေးပဲလက်ညှိုးကိုနှစ်ပတ်ရစ်လိုက်သည်စဉ်းစားနေသည့်သဘောဟုတ်လီ ပလီပွန်းတိုင်းနိုင်ရဲ့စုတခြင်းရလား စုဟုတ်ပါအဲ့ဒီတခြင်းကိုကိုမြမောင်သာအခုနာကစူးပိုင်အတန်နဲ့စူချလိုက်ရင်ပြီးပြီကိုမြမောင်မျက်နှာဝင်းလက်သွားတယ်အေးရတော့ရတယ်ကွာဒါပေမဲ့တန်းနိုင်တခြင်းကိုစူးပိုင်အတန်နဲ့စူလို့ဖြစ်ပါမလားဖြစ်ပါဗျာဒါမှကြားနေကြအတန်မဟုတ်ဘဲသူတို့နားတဲ့ထူးထူးဆန်းဆန်းကြားရမှာအဲ့ဒါမှစိတ်ဝင်စားမှာကဲစကြရအောင်ဟုဆိုကား ဇီးမောင်ဘက်လဲ၍ဟဲ့ကဇီးခွက်နာမည်ရင်းကဘာလဲဘဲကဇီးခွက်လဲဩမင်းကလည်းတုံးမမင်းတငယ်ချင်းကိုမြမောင်ကြိုက်နေရလေဩတင်းပြန့်အေးအေးသူ့ကိုပြောတာဟုဆိုကအဆောင်ဘက်လဲ၍ဒီဂီတကိုနားစင်နေကြတော့ညမငယ်များခမအခုဇက်လက်ပြီးတီးဆိုမဲ့သူကကိုမြမောင်ပဲဖြစ်ပါတယ်ကိုမြမောင်က တင်းပြန့်အေးအတွက်ဟဲ့ကသူ့အော်တန်ပင်မစုံမီ ကိုမြမောင်ကလန့်ဟန့်သည်ဒါကိုလင်းထိုက်ကအတာနီဆိုတဲ့ပုံစံမျိုးနဲ့လက်ကပြပြီးဆက်ဟောသည်ပလီပွိုင်းတန်းနိုင်ရဲ့စုဆိုတဲ့တခြင်းကိုကိုစုပိုင်အတန်ကိုစုပိုင်ဟန်နဲ့တီးဆူသွားမှာဖြစ်ပါလေနာတော်တာဆင်ပေးကြပါခမညာသူစကားဆုံးဒီနေ့ကိုမြမောင်ကဟဲ့ကမင်းကလေကွာ မပြောမစူနဲ့လင်းထိုက်ကကိုမြမောင်နာ တူကတ်တော်ပြီမပြောမစူမဟုတ်ဘူးဟိုမှာတင်းပြန့်အီတို့ထွက်လာပြီတွေ့လားကဲတချင်းကိုသာအပီစူသူ့ကြွေသွားအောင်စူဟုဆိုကတချင်းကိုအဆပြူလိုက်သည်မှန်ပေသည်တင်းပြန့်အီနဲ့ကျောင်းသူတတထူအတန်ကြောင့်ဝရဏထွက်လာကြသည်သူနောက်မှလိုက်၍ကိုမြမောင်ကခန်းစားချက်အပြည့်နဲ့ဤနေဆာစုလိုက်သည် ်လူတချင်းတန်ကြသည်နှင့်အားလုံးကထရေကြသည်တချို့ကအယဲလွန်ပြီးကျွန်းများပင်ထူသွားကုန်သည်ဒါကိုကိုမြမောင်ကကြောင်ပြီးလိုက်ကြည့်သည်ဒါကိုလင်းထိုက်ကတထောင်နဲ့တွတ်ပြီးဆက်ဆူရန် မျက်ရိပ်ပြသည်ကိုမြမောင်ကလည်းဆက်ဆူသည်ရေတံများကညရန်တွင် ပြန့်နှံ့နေလေတော့သည်ညကအီနေစေပြန်လာချိန်ကျတော့ညကအတော်နဲ့နေပြီလင်းထိုက်က သူ့ဂီတာလေးကိုပခုံးပေါ်ထန်းထားသည်ဈေးမောင်ကတော့လက်ဆက်အေးများတဲ့လေပြည်ကိုရှိုက်သွင်းရင်းနဲ့ညကကြည်နူးစိတ်နဲ့အေးနေစေလင်းထိုင်မနဲ့ကြရင်ငါကစာရေးပေးဖို့မမေ့နဲ့နော်အေးပါကွာညကအေးနေစေမြစ်တာတရားကိုယုံကြည်သက်ဝင်သူသည်မြစ်တာတရားရဲ့နှစ်သက်မှုကိုခံရသည့်အပြင်တစ္ဆာတရားကပါ အလူလူနေရင်းနဲ့ဥညွတ်တတ်သည်လိုရင်မပြေဝသောအနှောင်ဖွဲ့များသည်လေဝေဒနာများစိတ်ပြေအားငယ်မှုများကိုခြံရစ်ကစိတ်ငြိမ်၍အေးချမ်းသောမေတ္တာတရားရှိသူနာကတုတ်ကရဲ့လိုက်တတ်ကြသည်စိတ်ငြိမ်တော်လေအဓိကျံမှုကင်းမဲ့သောမေတ္တာတရားရှိရာရ၌အရာရာအလုံးသည်ပြေဝစွာခူလုံးပျော်ရွှင်နေကြတော်လေတဏိဒနာသူတို့ထံသို့မဖိတ်ခေါ်ပေ ဧည့်သည်တို့ရောက်ရှိလာသည်ထိုဧည့်သည်ကြောင့်ပင်အရာအလုံးတစစီပြန်လည်ပြုကွေးရန်ဖြစ်လာခဲ့သည်ထိုဧည့်သည်မှာအချစ်ဖြစ်သည်တစ်တည်ငါလိုက်ရရမလားလိုက်ရလေကွာငါခေါ်ပြီးမေအော်အေးအေးဇီမောင်ကအစာရွက်နဲ့ဘော့ပင်ထုတ်ယူအသင့်ပြင်လိုက်သည်စာရွက်ကပန်းရောင်လေးဘော့ပင်မှင်ရောင်ကစိမ့်ပြရောင် တစ်တေဘဲပေါက်လူပဲရေးရင်မကောင်းဘူးလားအာမိန်ကလေးရီးသားစာပြီးတာနမဲပြောင်နဲ့ရေးလို့ဘဲကောင်းမှလဲကွနောက်ပြီးဘဲပေါက်ကသူ့ကိုတစ်တစ်လူခေါ်ရင်တိတ်တဘောကြတာတော့ပြီကွမရေးချင်လဲနေတော့ဆိုတော့ဇီးမောင်ကအပြပြတလဲဖြစ်သွားပြီအာမဟုတ်ပါဘူးကွငါကဖြစ်နိုင်မလားဆိုပြီးအကြံဉာဏ်ပြီးတာပါလောက်ပါရေးပါမယ်ဒါဆိုရှာမရှိနဲ့ခေါ်ပြီးတာလိုက်ရေး တကယ်ကုလေကူညီရသည်အေးအေးပါကွာဒါဆိုလိုက်ရေးအေးဒါဆိုရေးနေတာဘယ်ရောက်သွားပြီလဲအာအခုမှအစရေးတာလीအော်အေးတစ်တစ်ပြီးပြီနော်ဇီမောင်ကခေါင်းငိမ်ပြလိုက်သည်တစ်တီရင်ထဲမှာဖြစ်ပေါ်လာတဲ့ရင်ခုန်တန်းကိုထိမထားနိုင်လို့ဝင်ခံပရစီလင်းထိုက်ပြောသည်မြဇီမောင်လိုက်ရေးသည်လင်းထိုက်ကစဉ်းစားဟန်နဲ့ ဟိုဘက်လျှောက်ဒီဘက်လျှောက်လှုပ်ရင်းနဲ့တစုံတစ်ခုလှုပ်ရှားတန်ကြတိုင်းချစ်သူရဲ့ခြေတန်များလာလို့လန့်နေရတာအမောဖြစ်နိုင်ရင်မင်းရဲ့အနာမအမြဲရှိနေခြင်းနဲ့ဒါမှလေကိုယ့်ရဲ့ဘဝဟာအရာရာပြည့်စုံသွားမယ်လို့ထင်မိတယ်တစ်တစ်ကိုချစ်တယ်အေးကောင်းလိုက်တာကွာတူတူလေးနဲ့ထီတယ်ဈေးမောင်ကရေရင်ဝမ်းသာအာရထားသည်လင်းထိုက်ကတော့ ဆရာကြီးဟန်နဲ့ပြေုံနေတော့နောက်မှဇီမောင်ရဲ့ပခုံးကိုလှမ်းပုတ်ကကဲအဲ့ဒီစားကမင်းရဲ့မော်ဆရာမလေးစီရောက်အောင်သာတွားပူပြီးတော့မင်းအစဉ်ပြေမယ်လို့ငါထင်နေဇီမောင်ကစာရွက်ကိုအသေးချခောက်နေရင်းနဲ့ရဲကြဲကြဲလောက်ကအေးပါကွာဒါနဲ့မင်းရောမလိုက်ဘူးလားဟာကြီးသားသာတွားပြီးတာငါကဘာလို့လိုက်ရမှာလဲတက်တက်ကြီးလိုက်ရှုပ်တယ်လို့ဖြစ်နေမှာပေါ့ ဇေမောင်ကရှက်ပြုံးပြုံးရင်းနေဟုတ်တော့ဟုတ်တယ်ကဒါပေမဲ့ငါတယောက်တည်းကြာတော့လေကြောက်တယ်လို့ပဲဘာမှမကြောက်နဲ့ဟိတ်ကဒီလိုကိစ္စတွေကကဘာဦးကနေငါတို့မိဘတွေအထိဒီလိုပဲလှုပ်လာရတာကဲပြောနေကြတယ်ကွာကြောက်နောက်ကြနေအောင်မေးသွားကြရအောင်နေရောက်လုံးကလွယ်အများပြင်ပြီးကြောင်းသူထွက်လာခဲ့ကြလေသည်